အဆုံးအပြည့်ရှင်းမှုလုပ်လိုက်ပါတယ်။ဆာလတာကလည်းရှင်းသမျှကွန်အားနဲ့ပြတ်တိုက်မှုလုပ်ပြီးပြီ။သူ့ဘုံပေါ်မှာတန်တဲ့တစိုက်ရှိနေရာကြောင့်တန်အတောင်ဝင်ကလောကလွဲမသွားပဲဆာလတာကိုအကုန်လုံးဖိသွားခဲ့ပြီးချက်ချင်းအဆုံးသတ်ခံလိုက်ရပါတယ်။အဲအကြောင်းပဲဆမ်မတန်နဲ့နော်တဲ့ဆာလတာကပြိုင်ပွဲကနေထွက်လာရပြီးနောက်ဆုံးတယောက်ချင်းကျန်တဲ့အချိန်မှာတော့ကိုနိုဟာရွာဆိုတာတရမမတ်ဖူကခဲ့မရှိရင်အပလာကောင်တွေပဲစုဝင်နေရဖြစ်တဲ့ကြောင့်ရှင်ကြီးကခနဲ့တလူလူနဲ့ပြောပြလိုက်ပါတယ်။အဲ့လိုစကားကိုမခံနိုင်တဲ့ဘိုလ်ဒူကလည်းသူ့ရဲ့နောက်ဆုံးတိုက်ပွဲဘိုလ်ဒူစတရင်းကိုထပ်တော့မလုပ်လိုက်ပြီး subscribe ပြပေးထားတဲ့မတောက်တခေါက် Brand Desert Chito Win နဲ့ပါဒူဝတိုင်းရင်ဆိုင်မှုဆုံးဖြတ်လိုက်ပါရယ်။အားကြောင့်ရှင်ကြီးကလည်းလောကညာမနေရောပဲသူ့ရဲ့မောင်ရတောင်ပဲရိုက်ချက်နဲ့တန်းထိုင်လိုက်တာကြောင့်တကယ်ယူနစ်အားလုံးရှိမှာပဲသေချာလေ့ကျင့်မှထားတဲ့ဘုံသူရဲ့မတောက်တခေါက် Lightness Style ကတုံးမပေါက်ပဲဖြစ်နေကြပါရယ်။ဒါပေမဲ့လည်းသူ့တကယ်ယူနစ်နဲ့ကိုလိုဟာရှီနိုဘီကိုလောကအထင်သေးတာမျိုးမဖြစ်စေချင်ပဲဒီပွဲတော့ကရှုံးသွားရင်သူ့အဖေနဲ့နောက်တစ်ချိန်ဝေးပွားသွားမှာကိုကြောက်တဲ့ဘုံသူကတနေ့ကျရင်တမလာမယ်ဆိုတဲ့အချိန်ကိုမစောင့်တော့ပဲလက်ရှိအချိန်မှာလည်းလုံနိုင်နေဆိုတာသူ့အဖေကိုတတ်နေပြပေးနိုင်မှုဆုံးဖြတ်ချက်အမှားတစ်ခုဖြစ်သိမ့်မဲ့နေကြလက်ပတ်တွေကခါခါရှိတဲ့ပပယ် Lightning ရှိတဲ့ဝင်ထုတ်သုံးလိုက်ပါရဲ့အဲအကြောင်းကိုနိုဟန်ညာအပလာဆိုပြီးအာချောင်းသားရဲ့ရှင်ကြီးရလေခါခါရှိရဲ့ဂျူဆုတခွက်နဲ့ညနေငယ်လေးနဲ့တခါ